ီယာဒီပရီးမီးယားလိရဲ့အားကောင်းဆုံးဖူးဘက်ကစားသမားနှုတ်ကိုပိုင်ဆိုင်ထားတဲ့အာဆင်နယ်အာဆင်နယ်တင်ဒီယာဒီမှာပရီးမီးယားလိပွဲစဉ်9ပွဲကံပြီးသွားတဲ့အချိန်မှာအဆင့်တရောက်သွားပြီတိုက်စစ်တွေအရန်ကောင်းလို့ဂိုးတွေအများကြီးရလို့တချို့ကထင်တယ်တိုက်စစ်တွေအရန်ကောင်းတာတက်ဆိုင်အာဆင်နယ်တင်ရဲ့ ဖူးဘက်ကစားသမားတွေရဲ့ဝါရိတ်ကိုလည်းကျွန်တော်ချီးကျူးရမယ်။အာဆင်နယ်တင်းရဲ့နေရာစုံကကစားသမားတွေစ조사အထုံးမှုကောင်းပါတယ်။အကုန်လုံးကတော့ချီးမွမ်းစရာတွေပဲ။ဒါပေမဲ့တေချာကြည့်လိုက်မယ်ဆိုအာဆင်နယ်တင်းရဲ့အားကောင်းဆုံးလက်နက်ကဖူးဘက်။ဖူးဘက်ဆိုတာကမြန်မာမှုပြုရမယ်ဆိုရင်တော့ဒီခံစစ်အစွန်နေရနေပြီးတော့ overload တွေတအားလိုက်တယ်။နေရာစုံကနေရွေးရှားမှုတွေလုပ်တယ်။ခံစစ် line တစ်ခုလုံးရဲ့ဘဲစုံညာစုံကစားသမား2ဦး။ဒါကတော့ခံစစ်အစွန်ကစားသမားတွေပေါ့လေ။ဒီနေ့မှအာဆင်နယ်တင်းရဲ့ ခန်းစစ်ဆောင်ကစားသမားနှစ်ယောက်ကိုဘာကြောင့်ပရီးမီးယားလီးဂ်ရဲ့အကောင်းဆုံးလို့ကျွန်တော်တင်စားလဲဆိုတော့အဲ့ကစားသမားတွေရဲ့ Warwick ကတပွဲမှပြည့်ရစရာမရှိဘူးတော်တော်လေးကောင်းတာဘယ်ဘက်ချမ်းမဆိုလဲ Louis Kelly ညာဘက်ချမ်းမဆိုလဲ Julian Timber နှစ်ယောက်စလုံးကမတူညီတဲ့ပုံစံမျိုးနဲ့အသင်းရဲ့ position တွေမှာလိုက်ပါစီးမျောပြီးတော့ zone rotation လုပ်ရတယ်ဟိုးရင်တော့ဆိုရင်တော့ fullback ကစားသမားတွေရဲ့တောင်းဝန်ကခန်းစစ်မှာဖြတ်မယ် တိုက်စစ်ကိုအနေငယ်လိုက်ပါမယ် cross ball ခင်းမိမယ်ပြီးရင်ပြန်လာမယ်ဒါပဲဒါမဲ့လက်ရှိ modern ဘုံလောကမှာ full back ကစားသမားတွေခံစစ်အဆုံကစားသမားတွေတောင်းဝန်ကတော်တော်လေးများလာတယ်အခြားဆုံကကစားသမားတွေဆိုင်သူတို့ကပိုပြီးတော့မှတောင်းဆိုမှုမြင်ပါတယ်ဈေးကွက်ထဲမှာဘောလုံးခံစစ်အဆုံကစားသမားတူကိုဝယ်တော့မယ်ဆိုရင်အတင်းတင်းရကြည့်တာကအဲ့ကစားသမားတိုက်စစ်ကိုဘလောက်ထိပတ်မိုးပေးနိုင်လဲခံစစ်မှာဘလောက်ထိစီးပြီးဖြတ်ထုတ်နိုင်လဲသူကကွေးလေကို impact ဝင်ပြီးဆော့လို့ရရလားတောင်းကန်ဘောလေးကြရင် तू ကခေါင်းတက်တိုက်နိုင်ပါမလားအရန်တောင်းဆိုမှုမြင်ပါတယ် ။ဘာကြောင့်ဖူးဘက်ကစားသမားတွေခန်းစစ်ဆောင်ကစားသမားတွေခုနောက်ပိုင်းဈေးကြီးလာလဲဆိုတော့မျိုးစုံတုံးလို့ရလို့ကာလာဖီယိုရီအီတလီအတင်းနဲ့တူနာမည်စပြီးထွက်လာတယ်။ဘိုလိုညာမှာဆော့တာတစ်ပိုင်းဒါပေမဲ့အီတလီနဲ့အတူတူယူရိုမှာပြတ်သားတဲ့ခြေစွမ်းကြည့်ပြီးအသင်းတော်များကြိုက်တယ်။ဝိုင်းလူကြတယ်။ပြူရန်ကြိုက်တဲ့နေစီခိုင်းအာဆီနိုကိုရွေးသွားတယ်အာဆီနိုရောက်လာတယ်ဒါပေမဲ့ကြံကလေးရတဲ့သူခြေစွမ်းမပြနိုင်ခဲ့ဘူးဒဏ်ရာတွေကြောင့်ဒါပေမဲ့သူပါဝင်လာတဲ့အခါကျရင် လုတ်ပြခြင်းစိတ်တအားများကြီးပြားသလိုဖြစ်နေဆိုမြဲသူ့စီမှာကျွန်တော်မြင်ရတဲ့မူမှန်လေးကဟာဒီပဲမဆိုပရီးမီးယားလိမှာ N1 အများကြီးအားကိုးရမယ်ဆိုတဲ့ဟာမျိုးဒါပေမဲ့ physical ဘိုင်းရ injury တွေရကျန်ကလေးရတဲ့ကြုံတိတ်မသုံးအောင် Louis Kelly ကိုအပိုင်စားတနေရပေးရတယ်အဲ့ဒီမှာ Color Fury ကြောင်းကနေစပြီးပြောမယ်ဆိုရင်လက်ရှိချိန်မှာဒီကစားမလေးကအသက်23နှစ်ပဲရှိသေးတယ်အီတလီသားအရန်မောင်းမြင်ပါတယ်ဆက်ပြီးနဲ့ပတ်သက်ရင်အားကိုးရတယ်ဝင်းကကစားမတူရဲ့မိုင်းဆက်မျိုးရှိတယ် ကစားသမားတဦးကငါကခံစစ်စုံကစားသမားပဲငါ့ကိုဒီအလောက်ကလွှဲဘာမှလာမခိုင်းနဲ့ဆိုတဲ့သူထက်စာရင် okay okay boss ကျွန်တော်ဒီညမှာလဲစော့နိုင်တယ်ပွဲချိန်တိမကျွန်တော်ဘာတွေကူညီလို့ရနိုင်ဦးမလဲကျွန်တော်စီကအကောင်းဆုံးသောအရာတွေကို boss မြင်လို့ရှိရင်ပြောပါအဲ့လိုမျိုးကစားသမားမျိုးအဲ့ဒီတည်းမှာ Color Fury ကကြတော့ Artita တောင်းဆိုတဲ့အရာတွေတော်တော်များကိုလုံနိုင်စွမ်းရှိတယ်ခါကျရင် Artita ကကစားသမားတယောက်စီကနေပြီးတော့အဲ့ကစားသမားစီကဘာတွေထပ်ပြီးရနိုင်တယ်ဆိုတဲ့အရာတွေမြင်တယ် ဒါပေမဲ့အဲ့ကစားမလိုက်နိုင်ရလားစကားနားထောင်ရင်လည်းလုံနိုင်ရလားဆိုတော့ပေါ်မူတည်ပြီးတော့အဲ့ကစားမအာဒီရာရဲ့လက်အောက်မှာကောင်းလာတာရှိတယ်။နောက်ပြီးအငှားပြန်ချပြီးရောင်းလိုက်ရတဲ့ဟာကြီးလည်းရှိတယ်။ကာလာဖီယိုဒီကနာခံမှုတော်တော်လေးပြေးသွားတဲ့ကစားသမားသူ့အိုက်ဒါတောင်းဆိုတဲ့ဥစ္စာကဂျိုကာကတ်တကတ်လိုပဲကျွန်တော်ဟစ်မန်လေးတင်ထားပြီးမယ်။အဲ့ဒါကဒီကာလာဖီယိုဒီနဲ့ပွဲချိန်အတွင်းမှာနေရာစုံမှာရွေ့ရှာပြီးကစားတာတော်တော်လေးကိုကောင်းတယ် ကာလာဖီယိုရီပါလာတဲ့ခါကျရင်ဘသူတွေအပြောဆုံးဖြစ်မယ်ထင်လဲမာတီနယ်လီတို့ထရော့ဆက်တို့ဘာကြောင့်လဲဆိုတော့ကာလာဖီယိုရီရဲ့ဒီခံစစ်ဆွာနီတိုက်စစ်လိုက်ပါမှုကတောင်မန်ကစားမနောက်တူဘေးနားမှာရှင်တွဲပြီးဆွာသလိုပဲဇုံရိုတီရှင်းလှည့်ပြီးဆုတ်လို့ရတယ်အဲ့တော့မာတီနယ်လီကိုမမ်းမခင်ကပ်မဲ့ကစားသမားကမာတီနယ်လီပနတီပေါက်ဆက်ရောက်တဲ့ခါအဲ့ညာလိုက်ကပ်လို့ဖြစ်တဲ့အတွက်အဲ့ညာမှာကာလာဖီယိုရီရဲ့စိတ်ကြိုက်ဆုတ်လို့ရတယ်အဲ့တော့ဇုံရိုတီရှင်းအရှင်ဖြစ်သွားတဲ့ခါမှာ ကလာဖီယူဒီကပ်မှာမာတီနယ်ဒီကပ်မှာဖြစ်သွားတဲ့အခါမှာဝေခွဲမရဖြစ်တဲ့တွင်မှာကျွန်တော်တို့ဒီစပေ့တွေရတယ်၊ကန်သွင်းခွင့်တွေရတယ်၊ဂိုးတွေရတယ်။နောက်တစ်ချက်ကဆာကာပဲတောင်းကံပေါ်ကန်နေတယ်၊ရိုက်စ်ပဲကန်နေတယ်။ကလာဖီယူဒီရဲ့ခေါင်းတိုက်ပေါ်ကြီးကတော်တော်လေးကိုမှကောင်းမွန်တာတွေ့ရတယ်။နောက်ပြီးတော့မနစ်ကတည်းကသူ့ရဲ့ခြေစွမ်းခြေစားကိုကျွန်တော်တို့သိခဲ့တဲ့မန်စီးတီးဘက်ကိုကန်သွင်းတဲ့ပုံစံမျိုးအေဒီယာထက်ကခစ်ပါဝါပြင်းပြင်းနဲ့အဲ့အီတလီသားစီကရတယ်။ဒါကအာဆီနယ်တင်းရဲ့ဘယ်ဘချန်ဖူးဘက်ကစားသမားတူကဘယ်လောက်ထိအားကိုးရလဲဆိုတာ။ ပြီးရင်အဲ့ကစားသမားအဲ့ဒီမပြီးဘူးကွင်းလယ်မှာဘယ်ဘက်ချမ်းနေညာဘက်ချမ်းကိုဒေါင်းလိုက်ကြီးအတက်ဆင်းလုတ်တဲ့ပုံစံမျိုးတွေလှုပ်သွားတွေ့ရတယ်။ကတ်လန့်ပြက်လဲပြေးပြတယ်။ဘောကယ်ရီယံကောင်းတယ်။ cross ball ကြီးလည်းမစိုးဘူး။ရတဲ့ chance ကိုကိုယ်တိုင်ကန်သွင်းဖို့လည်းတစ်ခါကျရင်အားတန်တယ်။ United ကိုကျွန်တော်နိုင်ခဲ့တဲ့ပွဲစဉ်မှာသူရဲ့တလုံးတည်းသောတဲကန်ဘောကနေရတဲ့ဂိုးကိုခေါင်းတိုက်သွားခဲ့တာ။ဂိုးလက်ရှိရလို့ပြောလို့ရတယ်။ဒါကာလာဖျူရီပိုင်း။ Okay နောက်တစ်ယောက် Julian Timber ပွဲတော်ဝဲပြီးသွားတဲ့ခါကျရင်ကြိုက်ဆုံးဆုံးသားယူတဲ့ခါကျရင်ကျွန်တော်မကြခဏအဆူခံရတဲ့ player ကိုထုတ်ကဘာလို့တင်ပါအောင်မယူရလဲဘာညာကျွန်တော်အမြဲတမ်းပြောပါတယ်တင်ပါတို့စာလီပါတို့ဂေဘီယမဂါဟီရိုဆိုတာကဒီကန်ရိုက်ပါဝင်ပေါ့လေအသင်းမှာကောင်းပီးသားကစားသမားတွေထူးထွေပြီးပြောရင်လည်းအာထက်နေရဖြစ်တဲ့အတွက်တောင်းတုံကျွန်တော်ခြံထားခဲ့တာကောင်းပီးသားအဲကြောင့်တစ်ခါကျရင် performance တစ်ခါလေးမှထိုက်ပြတဲ့ကစားသမားတွေကျွန်တော်ကတခုတ်တည်းပြောချင်လို့သူတို့ကိုခြံခဲ့ရတယ်မကြိုက်လို့မဟုတ်ဘူးတင်ပါရန်ကောင်းတယ် မနစ်ကတည်းကထင်ပါကောင်းပြီသားရှစ်တရာဒီမှာတော့ကျွန်တော်တို့ထင်ပါဦးယာဒီအစမှာတင် ACN တန်ကြောင့်လွဲချော်လဲကြံခဲ့တဲ့ယာဒီမှာထင်ပါတော်ကောင်းတာချက်စီတင်ဒီပြမာရစကာကိုတိုင်ကလက်ဆွဲနှုတ်ဆက်တဲ့အထိတကယ့်ကိုမှလေးစားခံရတဲ့ကစားသမားတူ ACN တန်ကနေပြန်လာတဲ့ကစားသမားကြီးကတော်တော်အဲ့လောက်ထိမစွမ်းဆောင်နိုင်ဘူး မဆန်းဆောင်နိုင်ဆိုတာတချို့တွေကြတော့ဒဏ်ပြန်ဖြစ်မှာစိုးရရယ်တချို့တွေကြတော့ငါအရင်လောက်ကောင်းသေးလားဆိုပြီးစိုးရိမ်စိတ်ဖြစ်တာရယ်တချို့တွေကြတော့လည်းအခုလိုမျိုးစိတ်လွတ်လွတ်ပြန်ပြီးစော့နိုင်တယ်ထင်မှာဘယ်လောက်ထိကောင်းလဲဆိုရင်အာဆင်နဲ့အခုစာချုပ်တက်တန်း2028ခုနှစ်တည်ရှိသေးမယ်လက်လွတ်ရမှာဆိုတော့ထပ်ပြီးတက်တန်းတိုးဖို့အတွက်ကစားမလည်းညှိနိုင်ကစားမလည်းအာဆင်နဲ့မှာဆက်နေချင်းတယ် AC ပါပဲနည်းနည်းလေးအချိန်ယူပြီးဆွေးနွေးရမယ်အပိုင်းပေါ့လေအဲ့တော့ထင်မှာရဲ့ Warwick ကကြတော့ဘယ်လိုလဲဆိုတော့သူက overload သွားတဲ့ပုံစံမျိုးတက်ဆိုင်ရင် midfield line နဲ့ဝင်ပြီးစောတဲ့ဟာမျိုးပြီးတော့ penalty box တွေဝင်ပြီးတိုးတဲ့ဟာမျိုးသူကိုယ်တိုင်တိုက်စစ်မှုဆက်ဆံဘလိုင်းနောက်ကျော်တိတိုးဝင်တဲ့ပုံစံမျိုး ban white နဲ့ team မှာကစားဖို့မတူဘန်ဝိုက်ကကြတော့ဘူကောက်ဆာက6တောင်းဘောလုံးရပြီဆိုနောက်ကျောနေတော့ပန်းတက်ပြီး overload တက်တာပြီးရင်တောင်းကန်ဘောကြီးကြလို့ရှိရင်ဘန်ဝိုက်ကကြတော့နည်းနည်းလူကာပေးတာမျိုးဘောင်တွေကနေပြီးတော့ကိုသမောင်းကိုကာထားပေးတာမျိုးအဲ့လိုလုပ်တာဘန်ဝိုက်ကအပိုင်းဒါပေမဲ့ထင်ပါစီကကျွန်တော်ရတဲ့ခါကျတော့အဲ့ overload လိုက်တာကြီးလဲကောင်းတယ် မနီးရဆိုလို့ရှိရင်ပန္တိယာဝရတဲ့လုံမဆိုသူ့ရဲ့ဒီကိုသမားရဲ့မြင်းလိုင်းသားနေပြီးတော့အလိုက်တဲ့ဘောလုံးစီးမျောဖို့အတွက်စူးစမ်းတာမျိုးတွေပြီးတော့ဒေါင်ကံဘိုးကြိုင်သူ့ရဲ့ခေါင်းတိုက်ဖို့ရတာမျိုးတွေတင်မာစီကကျွန်တော်အများကြီးမျောလင်းနေရတယ်။ဘန်ဝိုက်စီကလည်းနှမျိုးမျောလင်းလို့ရတယ်ဆိုရင်တင်မာစီကကျွန်တော်၄မျိုးလောက်ထိမျောလင်းနေရတယ်။ဒါကြောင့်မို့အာဆီနယ်တင်းရဲ့ဘဲဘဲချမ်းကကာလာဖီူရီရောညာချချမ်းဂျူလီယန်တင်မာဟိုကအရှိကတိုက်စစ်ကစားသမားတွေတောင်ပံကစားသမားတွေကစားပုံ၆မိုးအတွက်နောက်ကနေပန်ဝိုးပေးနိုင်တဲ့တကယ့် quality player တွေ အဲ့တော့အဲ့ကစားသမားနှစ်ဦးဒီတိုက်စစ်ကိုလိုက်ပါပြီးတော့ပံမိုးယူနာဆိုမဟုတ်ဘူးလိုအပ်လို့ရှိရင်ကွင်းလင်မှာမဖီးဘောက်ပုံစံမျိုးဝင်ပြီးဆော့ဝါရှိတယ်အဲ့တော့ပုံမှန်ကြည့်လိုက်မယ်ဆိုကျွန်တော်တို့ကဇူအီမန်ဒီမာဒီအိုရီကဒီဂရန်ရိုက်သုံးဦးပဲကွင်းလင်မှာဆာရွက်ပေါ်အရာရှိရဆိုပေမဲ့ကာလာဖျူရီဝင်လာလာမျိုးထင်မှဝင်လာလာမျိုးဆိုပြိုင်ဘက်ကကွင်းလင်ကိုလုံးဝချုပ်ပြီးသားဖြစ်သွားတယ်အဲ့လိုမျိုးခန်းစစ်ဆောင်ကစားမားဒီအာရီတာတအားရှိကိုတက်ခိုင်းတဲ့အခါမှာကျွန်တော်တို့ကဂိုးရောက်ဖို့အတွက်အရင်မပူရတော့ဂိုးတွေရတယ်ဒါပေမဲ့အမှလည်းအားနေချက်လေးတချို့ရှိတယ် ဲ့ဒါကကာလာဖီရီတက်သွားတဲ့ဇုံထင်ပါတက်သွားခဲ့တဲ့ဇုံအဲ့ဒါကိုပြိုင်ဘက်ကမြန်နှုံးမြေပြပြီးဖောက်တဲ့အခါမှာကျွန်တော်တို့အလင်မြန်ဆာလီဘာဂေဗရီယယ်ဒီကလန်ရိုက်ဇူယီမာဒီအပါဝင်ပေါ့လေချက်ချင်းပြန်ပြီးတော့အိတ်ဇုံတွေကိုဖြည့်ပြီးဆော့ရတဲ့အပိုင်းနေရှိတယ်။ဒါတော့ကောင်းချင်းနဲ့ဆိုးချင်းဒီနေ့မှာမာတီနိုက်တို့မြန်နှုံးမြင့်တောင်ပင်ကစားမှရှိရင်တော့ဘယ်ဘချမ်းစုံအတွက်ကချက်ချင်းပြန်စင်းတာလွယ်တယ်။စာကာလည်းပြန်စင်းဆိုရင်စာကာရဲ့ warrior ခိုင်ချိုင်ရှိမှတအားကျွန်သွားတဲ့ခါကျရင်ခန်းစစ်ပြန်ကူတာမှမီတော့တာမျိုးတော့ရှိတယ်။အဲတော့ arsenal တဲ့လက်ရှိ ခစစ်ဆုံကစားသမား၂ယောက်ကဒီပရီးမီးယားလိမှာတော့ကျွန်တော်တူးတဲ့အများဆိုအာဆင်နယ်ဖန်ဖြစ်လို့ပြောတာမဟုတ်ဘူးအကောင်းဆုံးလို့ကျွန်တော်ထင်တယ်ဂျန်နဲ့အသင်းကြီးကဖူးဘက်ကစားသမားကြီးလည်းကောင်းကြပါတယ်ဒါပေမဲ့အိုက်တာတောင်းဆိုတဲ့ရှုပ်ထွေးလာတဲ့ကစားကွက် မြင်မားလာတဲ့တောင်းဆိုမှုအများကြီးတောင်းဆိုမှုတွေကြားထဲမှာဆိုရင်တော့ဒီကစားမနှုတ်ကအံဝင်အောင်ကစားပေးနိုင်တယ်ဒီမှာဒီကစားမနှုတ်ကိုအနားပေးမယ်ဘယ်သူတွေသုံးမလဲဆိုရင်တော့ညာဘက်ချမ်းမှာဘန်ဝိုက်ဘယ်ဘက်ချမ်းမှာလူးဝစ်ကယ်လီ ရှိရကစားမနှစ်ဦးလောက်တော့ဒင်ပြည့်ချက်ပြည့်အများကြီးမဆော့နိုင်ဘူးဆိုပေမဲ့လည်း quality အရန်မလျော့တာဖြစ်တဲ့အတွက် Arsenal တင်းရဲ့ squad ကတော်တော်လေးကောင်းတယ်။ဒီညမှာမော်ကွေရောင်တော့မှဘန်ဝိုက်ပတ်ချက်မှာတချို့စမ်းသွားတဲ့အပိုင်းတွေရှိတယ်။အဲ့တော့ Arsenal တင်းရဲ့ဖူးဘက်တွေကတော့ share ပဲ။တယောက်က23နှစ်တယောက်က24နှစ်တင်မားကမှ24နှစ်ပဲရှိသေးတယ်။အဲ့တော့ဒီဖူးဘက်တစုံနဲ့အာဆင်နယ်တင်းအောင်မြင်မှုတွေဘယ်လောက်ထိယူနိုင်မလဲစောင့်ကြည့်သွားမယ်။ကာလာဖီယိုရီရဲ့ခြေရာလေးကြီးပဲတကွေးလုံးပါ။ တင်မာရဲ့ဟိမက်ကိုတော့ကျွန်တော်မတွေးလိုက်ပြီမဲ့တင်မာလည်းတော်တော်များနေရာဆုံးမှာဆော့တာတွေးရတယ်မနေ့ကပနတီဆိုသူရှာပွေပေးခဲ့တာအာဆင်နယ်သင်းကအဲ့ဒီဖူဘတ်တီရဲ့အရေးပါလာတဲ့အခန်းကဏ္ဍတူအခုဆိုပရီးမီးယားလိမှာအဆင့်၁ချန်ပီယံလိမှာဆိုလို့ရှိရင်လေလီဖက်ပွဲစဉ်2ပွဲကံ2ပွဲလုံး2ကိုးပြက်စီကလင်းရှစ်တွေနဲ့အနိုင်ရထားတယ်ပရီးမီးယားလိ9ပွဲကံပြီးအချိန်မှာ4ပွဲကကလင်းရှစ်ရတယ် ကျန်တဲ့၃ဝက်မှာဂိုးပေးရတာမှိမ့်မဲ့လစ်ပါဘူးမန်စီးတီးလိုပွဲကြီးဂိုးပေးရတာရဲ့ခက်ခဲလာပါကြီးဆိုနျူကာဆယ်အသင်းအင်္ဂွေမှာဂိုးပေးရတာလွှဲရင်အာဆင်အသင်းရဲ့ခန်းစီကတော်တော်လေးကောင်းတယ်အဲ့တော့ဖူးဘက်ကစားမလို့ရှေ့ကိုတအားတက်လို့ဆိုပြီးခန်းစီအားနေလားဆိုတော့လည်းမဟုတ်ဘူးအဲ့ကြောင့်အာတီတာရဲ့လုပ်ငန်းစဉ်တွေကတော်တော်လေးအလုပ်ဖြစ်လာတယ်လုပ်ငန်းစဉ်တွေအလုပ်ဖြစ်ဖို့အတွက်လည်းကောင်းမွန်လာတဲ့ရေသွေးမြင့်ကစားသမားတွေလိုအပ်တယ် အဲ့လိုတဖြည်းဖြည်းနဲ့စူဆောင်းလာပြီးတော့လက်ရှိချိန်မှာအာဆီယံတဲ့ squad တော်တော်လေးတောင်းနှင်းသွားပြီဒါကတနည်းနည်းနဲ့စူစည်းလာခဲ့တာမဟုတ်ဘူး၄၅၆နှစ်လောက်ကျွန်တော်အချိန်ပေးပြီးစူစည်းလာခဲ့တာဖြစ်တဲ့အတွက်ဒီနှစ်တွေလာမယ့်နှစ်တွေမှာတော့အာဆီယံတဲ့ဒီ squad နဲ့တခုခုစူဖလားတွေစုခူးပြနိုင်မယ်လို့ကျွန်တော်ကတော့ယုံကြည်ထားပါတယ်ဒီရာဒီမှာတော့ Premier League နဲ့ Champions League ရလို့ရှိရင်တော့ကျွန်တော်တို့အောင်ပွဲခံဖို့အတွက်အသင့်ပြင်ဆင်ထားပါတယ်အဆုံးထိကြည့်ပြတယ်လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ ဘောလုံးပွဲနဲ့ပတ်သက်ပြီးရောစီးပွားဖြစ်ဖြစ်ပြောရင်ဖြစ်ကစားချက်ဆိုရင်ဘာပြဖုန်းနံပါတ်3969 646 963တိုင်တပတ်3969 9953ခေါင်းရောင်းရုံမှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်။ဘယ်မှာပဲဆော့ဆော့ပါကိုထွတ်စီမှာဆော့ခြင်းနဲ့ဆိုလို့ရှိရင်တော့အကောင့်ဖွင့်ပြီးလာဆော့လို့ရပါတယ်။ကျွန်တော်ကိုယ်တိုင်လက်ခံပြီးတော့အကောင့်ဖွင့်ပေးနေပါတယ်။ကျွန်တော်ကိုယ်တိုင် agent လုပ်နေပါတယ်။